မင်္ဂလာပါရှင်။ဇာယေးဆရာဆရာဟန်ဆိုင်စီမံရေးသားတော်ဒိန်ပတိဝိတုကို Audio ဇလံဖတ်ပြมาပဲဖြစ်ပါတယ်ရှင်။ကျမနဲ့အတူခန်းစားနားဆင်ပေးကြပါအောင်ရှင်။ဒိန်ပတိအပိုင်း7ဒီကိစ္စကိုမောင်အမနဲ့အဖေကိုတိုင်မယ်။မောင်ကပကြီးကိုဆူဆူရဲရဲကြည့်ရယ်။နောက်ဖေကအသက်ကြီးပြီးစိတ်ဆင်းရအောင်မလုပ်နဲ့။နောက်အမကိုမင်းတိုင်မင်းရဲ့ဘဝအမှန်လေးပါထည့်ပြောပြီးတိုင်ရယ်။ တခါတဲ့အရာပါမင်းနဲ့ကွဲဖို့ပြောကြမှာပေါ့မောင်ကလူစိတ်ကင်းမဲ့နေခဲ့ပြီမောင်ဒေါသတကြီးနဲ့အော်ဟစ်နေတော့မောင်စီကိုဖုံးဝင်လာတယ်ဟုတ်မတူစားကျွန်တော်တို့လင်မယားအခုချက်ချင်းလာပြီးဖြည့်ရှင်းပေးပါမယ်ဟုတ်ကဲ့ပါမဟုတ်ကဲ့ပါ ပကြီးနှက်ခမ်းကိုပြက်လူမတွက်ကြိုက်ထားမိတယ်နှက်ခမ်းအနာကျင်တဲ့ဝေဒနာနဲ့အတူသွေးတွေစီးကြလာတယ်မောင်မျက်နှာချက်ချင်းပြောင်းလဲသွားတယ်ပကြီးပခုံးလာဖတ်တယ်ပကြီးလေတိုင်ကိုနှမ်းတယ် သွားဆက်မှာဒီအနှမ်းနေနဲ့ပကြီးလုံးဝကြည်အေးမပေးနိုင်ဘူး။လာပါမိမရာမောင်ပြောခိုင်းတယ်လို့ပြောလိုက်။ဒါဆိုရင် အားလုံးโอเคသွားလိမ့်မယ်။ပကြီးကောင်းနဲ့ရောက်လာတာကငိုနေတဲ့တမီလေးပါ။ဆုံးဖြတ်ချက်တစ်ခုအမြန်ချလိုက်တယ်။မောင်အဲ့ဒီမိမနဲ့ထပ်ပြီးမပတ်သက်တော့ပါဘူးဆိုတဲ့ဂရိပင်းပကြီးမောင်ပြောတယ်လို့လုပ်မယ်။ကုံကုံပြောမယ်။ပကြီးနဲ့အားမရလို့ရှုပ်ချင် အခကျင်းတွေပေးရတဲ့အမျိုးသမီးစီသာသွားပါ။ Okay, မောင်ကလေးပေးရကွာ။ဒီလိုထပ်မဖြစ်စေအောင်။ ဒါကလေသူအတင်းလိုက်ကက်လို့ပါ။မောင်ပတ်စံနေလိုချင်တယ်လေ။ဒါဆိုရင်မောင်ကျင်းစာဆိုပါ။ဒီမိမနဲ့ထပ်ပြီးဖောက်ပြန်ရင်ဘဝဆက်တိုင်းမောင်ဘဝမှာ ပကြီးတူးရဲရှိပြီးပကြီးကိုပေးဆက်ရတဲ့သူ ဖြစ်ပါစေလို့။အေးပါကွာကျင်းနေကျင်းနေ။မောင်ကပကြီးကိုလာဖက်ပြီးကျင်းကျင်းနန်းနန်းနန်းနေ။မောင်ကပကြီးမအဆုံးရှုံးမခံနိုင်တာ။သမီးလေးကိုမိတကွဲဖတကွဲအကြီးပြင်းစီချင်တာပကြီးဆန်တာပါ။ မချော့ခင်ကပြော့ကျင်နေတဲ့ပကြီးကိုပကြီးလဲမုံမိတယ်။ပကြီးတို့နှစ်ဦးသဘောတူပြီးရတယ်။ဖီမင်းဝင်ပတ်ထွက်ခဲ့ကြတယ်။မောင်းဆိုင်ကနောက်ကနေထိုင်လိုက်ရင်မျက်ရည်တွေကိုတုပ်ရတယ်။လမ်းမှာမောင်းပြောခဲ့တဲ့စကားတွေရာမသူစားမအောင်ယူဆွေးခဲ့တာတဲ့။သူရောခမကြီးတွေ့လာပြင်ရင်းနှီးခဲ့ကြတာတဲ့။မသူစားယောက်ျားကညရှင်နိုင်မှာပြန်လာတာမို့အင်အားထက်မှအမေးလွတ်လပ်နေတာတဲ့။နောက်ပြီးမသူစားရဲ့အမျိုးသားစီဂျိုယောဂါကြောင့်ပန်းတည်နေတာတဲ့။ မောင်ငွေကြောင့်ပတ်သက်မိရလို့ပြောတာမျိုးပကြီးစိတ်မကောင်းဖြစ်ရင်စိတ်သက်သာရရပါတယ်။ခုံမိမကလင်းမရှိရင်မနေတက်တာနေမှာလို့မောင်ပေါ်ခွင့်လွတ်စိတ်နဲ့တွေးမိတယ်။မတူစာတို့ channel ကိုရောက်သားချိန်ကည၈နာရီမှုအပြင်မှာအတော်လေးမှောင်နေပြီ။မတူစာတို့ဧကန်မှာရက်ကော့ကလူကြီးတွေကိုပါခေါ်ထားတာတွေ့ရတယ်။မတူစာနဲ့အမျိုးသားရဲ့မျက်နှာတင်းမာနေတယ်။ပကြီးရင်နဲ့စိုးရင်စိတ်တွေပေါ်လာတယ်။မတူစာရဲ့အမျိုးသားလူကြီးတယောက်နာကပ်ပြီးစကားတူတူပြောတယ်။ အဲ့ဒီချိန်ကလူကြီးကကဲကလေးမနေ့လယ်ကဒီအိမ်လာပြီးမဟုတ်တာတွေဆွဆဲပြောဆိုသွားတယ်ဆိုပကြီမောင်တစ်ချက်ကြည့်လိုက်တယ်မောင်ကကောင်းကြီးပြတယ်မောင်တင်မေးထားတဲ့စကားတွေကိုပြောပြရတယ်ကျမစိတ်ကြဝေဒနာတယ်ပါဆေးတွေတောက်နေရတော့စိတ်ကဟိုတင်တီချင်းဖြစ်ပြီးရောက်ပြောမိရပါ ပကြီရင်လည်းဒေါသတွေထွက်နေပြီမင်းအပူရုပ်ကိုဟန်လောက်ကပြောနေရတယ်စိတ်ရှိလက်ရှိပြောရရင်သူကပကြီလင်ကိုခိုးတာ နှအိုမျက်နှုကြိုက်တဲ့အယုတ်တမာမနေလေဟာငါစီလာပြောတော့အဲ့လိုမဟုတ်ဘူးတိတ်တည်ကြတဲ့ပုံနဲ့ပြောခဲ့တာပါတကယ်ဆိုရင်နေ့ယောက်ျားကိုထောင်ချမယ်မတူစားရဲ့ယောက်ျားကထားအော်တယ်နောက်ပြီးငါမိန်မဖုံးငါစစ်ပြီးပြီမတင်ကားစရာဘာတခုမှမတွေ့ဘူးမောင်မြင့်နာစီးရွက်လောက်ပဲရှိတော့တယ်မောင်ရဲ့မောင်မားရဲ့ကြောင့်ပကြီးကိုပြောခံရတာပါမမလို့တင်တာကိုလှုပ်လို့ပကြီးတို့မျက်နာငယ်ကြရတာကျွန်တော်ကြောက်မှတ်ပါတယ် ကျွန်တော်အမျိုးသမီးအားစိတ်ကဆင့်ကလေးအားယောဂရနေတာမို့ပါ။သူကြောင့်စိတ်ခံမသင့်ဖြစ်ရရင်ကျွန်တော်တောင်းပန်ပါတယ်။မတူစားနဲ့ကျွန်တော်က တကယ်သွေးသားရင်မောင်နှမလိုပါပဲ။ပကြီးတို့ပြောတာတွေကိုအတန်သိယူကြရင်ပကြီးတို့တက်ပုံရိုက်ကြရင်မတူစားမိခါရဲပါနဲ့ဒီတစ်ခါတော့ရှိပါသေးတော့နောက်တစ်ခါဆိုရင်တရားဆွဲမယ်လို့ပြောတယ်။ပကြီးဒေါ်လာထွက်လိုက်တာတခွားလူကိုပြန်ဟစ်နေတာတုတ်ပြန်ခြင်းစိတ်ဖြစ်နေတဲ့ဒေါ်လာအတွေ့တွေကိုမင်းနေတားတာ။ လူကြီးရေရှိမှာ ပကြီးတို့ဝန်ခံကတိလက်မှတ်ထိုးပြီးပြန်လာရတယ်။ဒီကိစ္စတွေဖြစ်ပြီးမောင်လဲအတော်ကြောက်သွားပုံပါပဲ။တလင်တမယာဥပဒေရာ မောင်ကသူထောင်ကြနိုင်တယ်ဆိုတာကိုသိတော့အတော်လေးကြောက်သွားပုံပဲ။မောင်ကအလုတ်ချင်ရလွယ်ပြီးအိမ်မှာပဲအမြင်နေရတယ်။စီကံလဲအပြီးပိတ်လိုက်တယ်။ပကြီးတို့သားမီကိုလည်းအချိန်တွေပြည့်ရအလိုလိုက်တယ်။ပကြီးစိတ်ချမ်းသာလိုက်တာ။ပကြီးလိုချင်တာဒီလိုမျိုးပေါ်ပါ။ ငွေတွေအချိန်ပြည့်ရှာနေတော့ရောစိတ်မှမချမ်းသာတာ။မောင်နဲ့အတူထူပါယုံဖះကိုတောက်ခုကြတယ်။ဖះကြီးကတက်ပယ်လိုက်တာ။မိမရော့မတူစားဆက်တာ။သူခဏခဏဆက်နေတာ။မောင်သူနဲ့စကားမပြောချင်ဘူး။အေးစိနေချင်လို့ဖះပေါ်လာကမှအပူလာပေးသူနဲ့တွေ့နေတယ်။လင်ကြီးငုတ်တုတ်ရှိရနဲ့လာပြီး ချက်ပတ်တက်နေရာအရက်ကိုမရှိဘူး။ပကြီးဖုန်းစပီကာဖွင့်ပြီးအတန်သွင်းမှုလုပ်ပြီးမှဖုန်းခိုင်းလိုက်တယ်။ဟယ်လိုမောင်လေး ာလို့စီကန်းလာမဖွင့်တော့တာလဲအမကိုမေ့သွားပြီလားအမကတော့တတိရရလို့ထတ်တွေ့ရအောင်လေဒီညနေအားလားမောင်ဖုံးကိုင်နေတယ်မီးမတူစာတရက်ဆက်ပြောနေရဲ့ဟဲ့ကောင်မဆောက်ရက်ကိုမရှိဘူးမောင်ကနေနဲ့မပြောချင်လို့ငါ့ကိုပြောခိုင်းတာနေနောက်တစ်ခါမဆက်နဲ့တခြားယောက်ျားတွေပေါ်ပါတယ်ငါယောက်ျားကိုချမ်းသာပြီပါပတိမစကားမဆုံးသေးဘူးဖုံးချသွားတယ်ကျေးဇူးတင်ပါတယ်မောင်ရဲ့ ဖះပေါ်မှာညင်ညင်ညံစကားတွေပြောမိရမို့လက်အုပ်ချီကြတော့ပြီးတောင်းမရသေးတယ်။မောင်ကတောင်းနေတဲ့ကြားကအတန်သွင်းထားတဲ့ဖိုင်ကို အမျိုးသမီးရေရသွားပို့ပြီးမတူစားကိုတားမြစ်ပေးဖို့တိုင်ခဲလိုက်တယ်။အမျိုးသမီးရေရကအန်တီတီကမတူစားကိုခေါ်ပြီးဖြေရှင်းပေးမယ်ပြောတယ်။မတူစားရဲ့အကြောင်းတွေစုံစမ်းကြည့်တော့မတူစားကမောင်အပြင်တခြားတယောက်ရှိနေသေးတယ်လို့သိရတယ်။အဲဒီတယောက်နဲ့နောက်မီးလေးနေတာကို သူ့ယောက်ျားကလိုက်စုံစမ်းနေရတဲ့ ဒီကိစ္စအောင်မောင်သိမှဖြစ်မယ်။မတူစာမောင်ပေါ်အပြက်ကျင်ရာမဟုတ်ဘူးဆိုတာမောင်သိတယ်။ယောက်ျားဆိုတဲ့အမျိုးကအလကားရရင်ပတ်သက်မိမှာပဲ။ဘဝဆိုတာကြီးကစမ်းကြဲသလားမောင်။မောင်နဲ့အတူနေတဲ့အခါပကြီးပျော်ရွှင်မှုတွေပဲရမယ်ထင်ခဲ့ရ။မောင်ကြောင့်ပကြီးပျော်ရတယ်။မောင်ကြောင့်ပကြီးငိုရတယ်။မောင်ကြောင့်ပကြီးခံစားချက်ပေါင်းစုံခံစားရတယ်။ပကြီးတို့မိသားစုလေးပျော်ရွှင်မှုပကြီးဘက်ကဘာပဲပေးဆက်ရပေးဆက်ရပကြီးပေးဆက်ရပါရဲ့။ မောင်ကလည်းပကြီးနဲ့သမီးလေးကိုပဲတစ္ဆာရှိရှိနဲ့အခုလိုချစ်နေပေးပါပကြီးဘက်ကလည်းမောင်ကိုအရင်လိုရစ်တာတွေမလုပ်ဘူးကြိုးစားပါမယ်ပကြီးကြောင့်မောင်စိတ်မညစ်အောင်နေထိုင်ပါမယ်မောင်ကြိုက်တဲ့ငါးကလေးအုတ်ကဲဟင်းချက်နေတော့မတူစာယောက်ျားရဲ့ဖုံးဝင်လာတယ်။ဘာများဖြစ်ပြန်ပြီလဲ။ပကြီးနဲ့မောင်တို့ပျော်ရွှင်နေတာသုံးလာတော့မပြည့်သေးဘူး။မောင်မတူစာနဲ့များထက်ဆက်သွယ်နေလို့လား။အဲ့ဒါလည်းမဖြစ်နိုင်ဘူး။ မသူစာတခြားကောင်လေးနဲ့ချက်ဖြစ်နေရလို့မအောင်ပြောပြတော့မာသူသိရလို့ဖြေတယ်။ Hello Hello ညီမလေးအကိုသိမ့်နာမှာညီမမျိုးသားအိမ်မှာရှိသလား။ကိုသိမ့်နာတန်ကဒေါသရိတ်တန်နေတယ်။ပတိရင်နေတုံလိုက်တာဘာတွေများဖြစ်ပါလဲ။မာမသူစာနဲ့ချက်မပတ်သက်တော့ဘူးပြောပြီးဆက်သွယ်နေကြလို့လား။မောင်သေးုံသွားပါတယ်မနေ့ကပဲကျမပို့ပြီးပြန်လာတာပါ။ဩော် ဒါဆိုရင်တခြားတကောင်နဲ့ပေါ့ဒါပဲနော်ဒုက္ခပါပဲမောင်းနေများလားခဏလေးပါအကိုဘာဖြစ်လို့လဲဒါအကိုတို့မိသားစုကိစ္စပါပကြီပိုတိချင်သွားမိရဲ့မိမေယုံမမတူစားတခြားသူနဲ့ဖောက်ပြန်နေရနေမှာပြောပြပါအကိုရဲ့ပကြီကူညီနိုင်တာရှိရင်ကူညီခြင်းလို့ပါခုနလေးတည်းအကိုတပည့်လေးရွှေတဲသွားပို့ကြတယ်ကျဲဆက်ကမိပိုင်မှာမိနေမိနေတော့ အကိုအမျိုးသမီးနဲ့ယောက်ျားတစ်ယောက်ဟိုတယ်ထဲဝင်လာတာတွေ့ရလို့ဖုံးဆက်တယ်။ဒါနဲ့ညီမအမျိုးသားမနက်ကပိုင်းကြီးဝတ်သွားတယ်။ပကြီးခဏစဉ်းစားလိုက်မိတယ်။မနက်ကစတစ်လေကရုံနဲ့ကချင်ပစိုးဝတ်သွားတာ။စတစ်လေကရုံလက်ကိုအသားရောင်နဲ့ကချင်ပစိုးဝတ်သွားတာ။အဲ့ဒါဆိုမဟုတ်ဘူး။သူတို့ရိုက်ပို့တဲ့ပုံကနောက်ကနေမြင်ရတယ်။ပေါင်းမိရှင်နဲ့အင်ကြီးဖြူရောင်ဝတ်ထားတာ။တော်ပါသေးရဲ့။ဟောရဲ့ပကြီးရင်ထဲမောင်များလားဆိုပြီးစိတ်ပူလိုက်ရတာ။ အခုရက်ွက်လူကြီးတွေနဲ့သွားဖမ်းမလို့ရဲပါခေါ်သွားမယ်တရားစွဲမယ်ညီမယောက်ျားဆိုရင်ညီမပါခေါ်မလို့ပါပကြီးပါစကားမှမပြောဘဲဖုံးချလိုက်ပြီးမောင်စီဖုံးခေါ်လိုက်တယ်ဖုံးကတောင်းဝင်သွားတာမို့တော်သေးတယ်စိတ်ထဲမှာတထင်ထင်ရယ်မောင်သာဟိုတယ်ရောက်နေမောင်ကိုတတိပေးရမှာပေါ့ဒီမင်းမယုတ်အတွက်လည်းမောင်ထောင်ချလို့မဖြစ်ဘူးလေနောက်တစ်ယောက်ဝင်လာပါပြောမင်းမခဏနော်မောင်ကလူနာကြည့်နေရဲ့ပုံပဲ။ လူနာကိုလှည့်ပြီးစကားပြောနေတဲ့နေပါကြားရတယ်။မောင်ဒီနေ့ဘာဝတ်ထားရလဲ။မိမမောင်မအောက်ကွာဒီနေ့လူနာတွေများတယ်လာမနောက်နဲ့။ပြောပါမောင်ရဲ့အဝတ်ထားရလဲ။စတစ်လက်တုံနဲ့ကချင်ပစိုးလေ။အခုချမင်းလာပို့မလို့။လာလေလူနာတွေတော့ကြံသေးတယ်။စောတော့စောသေးတယ်။မောင်တို့နားနေခံနေရစောင့်နေ။တကြီးမောင်တို့ဈေးရုံကိုသွားလို့မောင်မအားသေးရင်ဆရာဝန်နေနားနေခံမှာထိုင်စောင့်နေကြ။မောင်ကိုမရစ်တော့ဘူးလို့တွေးပေမဲ့ စိတ်ကပူတာမို့တေချာအောင်လုပ်တယ်။ဒါဆိုရင်အခုလူနာကြည့်နေတဲ့ပုံဓာတ်ပုံရိုက်ပြီးပကြီးစီပို့ပေး။ Okay okay ။မောင်ကစိတ်ပြက်နေတဲ့အတန်းနဲ့ပြောတယ်။စိတ်မပြက်ပါနဲ့မောင်ရဲ့။ဒါကမောင်ကိုချစ်လို့လို့ပါ။မောင်ပို့ပြီးတဲ့ပုံကိုကြည့်ပြီးမှစိတ်သက်သာရရတော့တယ်။စတစ်လေကတော့လက်ကိုအသားရောင်နဲ့ကချင်ပစိုးဝစ်ထားတယ်။မာလူနာရဲ့ကြားမှာစိတ်မသက်သာပုံပေါ်နေရဲ့ဟူးတော်သေးတာပေါ့ မသူစာနဲ့အတူရှိနေတာမောင်မဟုတ်ဘူး။မောင်တိတ်အထင်ကြီးတဲ့မသူစာမောင်တယောက်ထဲများထင်နေလားမောင်။ဥသိမ့်နန်စီပကြီးဖုန်းခေါ်လိုက်တယ်။မန္တလေးကိုသွားတဲ့လမ်းမှာပကြီးကိုဝင်ခေါ်ပေးဖို့ပြောတော့သူတို့ကလည်းဝင်ခေါ်ပေးတယ်။ဘာလို့လိုက်ချင်တာလဲမေးတော့အမြင်ကတ်လို့တက်တည်ဖြစ်လိုက်ချင်တာလို့ပြောလိုက်တယ်။ဥသိမ့်နန်အလင်းစလိုဖြစ်နေတယ်။ဒေါသတွေထက်ကတောက်တခေါက်ခေါက်နဲ့လိုက်လာတယ်။သမီးလေးကိုခတ်တင်းတင်းပိုက်ပြီးပကြီးလိုက်လာမိတယ်။ ဟုတ်တယ်ရရင် မတန်းနေတဲ့ပုံလေးရိုက်ရမယ်ဒီမှတ်တမ်းနေမောင်းကိုပြရမယ်ဒီလောကကြီးမှာမောင်းကိုအချစ်ဆုံးလူကပကြီးပါပဲမောင်းဒီလိုမိမယုံမာနဲ့ပတ်သက်မိတာမောင်းတသက်လုံးနောင်နိုင်ရစေရမယ်စကိုင်းလမ်းခွဲကိုရောက်တော့မောင်းပကြီးကိုခေါ်လာမှုတဲ့ဘူတိကျော်ဆိုင်လေးကိုတွေ့ရတယ်ကန်တော်ကြီးပတ်လမ်းကနေ58လမ်းမကြီးပဲပတ်စင်းနေမကြခင်မှာဟိုတယ်ကိုရောက်ကြမယ်ဦးသိန်းနိုင်ရဲ့ဒူနဲ့တပည့်တွေကရက်ွက်လူကြီးနဲ့ရဲတွေကိုခေါ်ပြီးဟိုတယ်အောက်မှာရောက်နေပြီတဲ့ မောင်စီပကြီးဖုံးဆက်လိုက်သေးတယ်။မောင်ပကြီးကိုစောင့်နေမှာဆိုလို့ခဏနေမှာလာမယ်လို့ပြောတော့မောင်ကလူနာကုန်းကနေပြီးတဲ့ဆေးရုံကစောင့်နေမယ်တဲ့ဟိုတယ်မန်နေဂျာတွေကိုရဲတွေကအကျိုးချောင်းပြောတယ်။မတူစာရဲ့မှတ်ပုံတွေကိုတွေ့ရပြီးအခန်းနံပါတ်300ကိုထပ်သွားကြတယ်။အချိန်ပိုင်းနဲ့ငားရတာတဲ့။ပကြီးလက်ထဲကဖုန်းကင်မရာကိုဖွင့်ထားလိုက်တယ်။ငါမမှားပဲနင့်လိုမိမယုံမာကိုတောင်းပန်ခဲ့ရတာဒီတက်တက်မကြည့်ဘူး။ တရားရုံမှာငါကိုယ်တိုင်နေထောင်ကြဖို့တက်တည်လိုက်ပြီမတ်သူစာပကြီးလက်ထဲဖုံးလွတ်ကြသွားတယ်မောင်နဲ့မတ်သူစာက အရှက်လုံးရုံပဲတပတ်နဲ့ဖုံးလာတယ်မောင်မောင်ကမျက်လုံးအဝိုင်းသားနဲ့ပကြီးနဲ့လူတွေကိုကြည့်နေတယ်မောင်မျက်လုံးကအဝိုင်းသားနဲ့စိုးရိမ်ကြောက်လန့်ခြင်းတွေပြည့်နှံ့နေတယ်ခဏကြာမောင်ကအသိဝင်လာပြီးထွက်ပြေးဖို့ကြိုးစားတယ်ပကြီးအလိုလိုမျက်ရည်ကြားလာတယ် ။ဦးသိန်းနန်ကမတူစာကိုပါဝင်ရိုက်တယ်။အချီနီတွေကရှုပ်ထွေးကုန်တယ်။မောင်ရဲ့ပကြီးရင်နေနာလှပါပြီ။ပကြီးအပေါ်ဘာလို့ဒီလောက်ထိရက်ဆက်ရတာလဲ။ပကြီးဒီလိုမဖြစ်စေဖို့မောင်စီ အကြင်ကြင်ဖုံးဆက်ခဲ့ရပါပဲ။ဘာလို့လေရတာလဲ။ဘာလို့ဟန်ဆောင်ကောင်းရတာလဲ။တက်ပုံတွေဂျိုရိုက်ပြီးပကြီးစီပို့ဖို့လုပ်ခဲ့တာဆိုရင်ဒီကိစ္စကမောင်ဂျိုတင်လှောက်ဆောင်ခဲ့တာပေါ့။ ကဲခုခံသွားတဲ့အခါဝက်ဖို့ပေါင်းမီနဲ့အင်ကြီးပါကြိုထိတ်ခဲ့တာပေါ့။မောင်နဲ့မတူစားဘူးရဲတွေကလက်ထိတ်ခတ်လိုက်ကြတယ်။ရဲစခန်းကိုပကြီးတို့လိုက်သွားရတယ်။မောင်ရဲ့ကြောက်ဖို့အိတ်ကိုပကြီးစီပြန်ပေးလိုက်ပြီးမောင်စီတက်တီကန်ဖြစ်ရဲတွေကတိတ်နေတယ်။သမီးလေးကိုချီပြီးအိမ်ကိုဘယ်လိုပြန်ရောက်လာမယ်ပကြီးမသိဘူး။ဦးသိန်းနိုင်ကမောင်နဲ့မတူစားကိုတလင်တမယာစနစ်ချင်းသုံးချင်းဆိုင်ရာဥပဒေနဲ့တရားစွဲတယ်တဲ့။ မောင်မစီဖုံးဆက်ပြီးဒီကိစ္စတွေပြောပြတော့မောင်မဗကြီးတို့အိမ်ကိုချက်ချင်းလိုက်လာခဲ့တယ်။ရဲစခန်းလိုက်သွားပြီမယ်။အမခံလို့မရဘူးတဲ့။မောင်လေးတန်နိုင်နေကြမှာကောင်းစိတ်ဆိုင်နေ။မောင်ကိုဗကြီးနာကြီးပဲမယ်။ဒီပုံစံကြီးကိုမြင်ရတာဗကြီးရှင်းလာတယ်။မောင်ကိုထောင်မကြစေချင်ဘူး။သိက္ခာမကြစေချင်ဘူး။မောင်အမဥသိမ့်နေအိမ်ကိုသွားဖို့တောင်းပန်တဲ့အခါဥသိမ့်ကတကားတောင်ဖွင့်မပေးဘူး။ မောင်ပကြီးအသေးသေးအားစိတ်နာပဲမယ်မောင်ပကြီးမုန်းလို့မရပါဘူးမောင်ပကြီးရဲ့ကြီးစုရှင်မှာပကြီးကိုနုံနှင်းနေရဆွဲတုပ်ပေးခဲ့တဲ့သူပါမောင်အပြစ်တွေကိုပကြီးကခွင့်လွတ်ပေးမယ်ဥပဒေကခွင့်မလွတ်ဘူးမောင်တရားရုံးရှိမှာကားတွေဆိုင်ငယ်တွေနဲ့ပြည့်နှက်နေမောင်တို့အမှုက6လကြာတဲ့အထိ အမိတ်မချရသေးဘူးမောင်နဲ့အတူမနေရတဲ့6လမှာပကြီးအတွက်အခက်အခဲဖြစ်ရတာကဝေးကြီးကြီးပါ အယောင်စရီအလုပ်နဲ့အခြားအလုပ်တွေကကလေးငယ်ပါလို့လက်မခံကြအောင်မရှိမဲရှိမဲလေးတွေထူခွဲရောင်းချရဲ Facebook မှာ online shopping လုပ်ငန်းလုပ်နေခဲ့တယ်။တမီးလေးကိုကြည့်ပြီးပကြည်အားတင်းရတယ်။အထီးကျန်တဲ့စိတ်တွေကိုဖြည့်သိမ့်ရတယ်။ပကြည်စင်တင်မှာလုပ်ငန်းလုပ်ခဲ့ဘူးတာကိုမောင်အမောင်အမကိုဖွင့်ပြလိုက်တယ်။ပကြည်ကြောင့်မောင်ဘွားကန်ဆူးမှုမှကြားခဲ့ရတာလေလီ။မောင်အမှုလိုက်တဲ့ရှိနေဖို့ရှင်ဖို့တဲ့။မောင်ဘန်ကတ်ကိုသူ့အမလာယူတယ်။ ဘဏ်ကရဲ့ password ကိုလည်းသူ့မကိုပဲမပြောပြခဲ့ရက်ဆက်လိုက်ကြတာမောင်ရဲ့ဂျီငွေတွေကပကြီရရမှာမဟုတ်ဘူးလားညီနေရောလှန်ဆိုင်ကြတာဂုံတိတ်ခါရှိတဲ့လူတွေရဲ့လုပ်ရက်လားအမှန်ဆိုရင်ပကြီစင်တင်မှာအလုတ်လုတ်ဖူတာကလွယ်လို့မောင်နဲ့ချစ်သူဖြစ်ကလေးကဘာအမှားတွေလုပ်မိလို့လဲမောင်မျက်နှာတကပါတင်ပြီးလိုက်လာခဲ့ရသူပါမှာပကြီကလေးကိုသူတို့တာဝန်မယူနိုင်ဘူးတဲ့နောက်မောင်ကလေးရောဟုတ်ရဲ့လားလို့ပြောခံရပြီးကလေးက မောင်အမနဲ့ဆွေကမ်းမျိုးကမ်းပြက်ခဲ့ရတယ်။ပကြီးသမီးလေးပကြီးတာဝန်ယူမှာပေါ့။ဒီအတွက်စိတ်ချပါမောင်။တရလိုရှိနေတရခန်ရှိနေနေရစုစုပေါင်း၃ယောက်ကပကြီးကိုစစ်တာ၃ချိန်ပြေးခဲ့ပြီ။မောင်အမကမောင်အတွက်နာမည်ကြီးရှိနေကိုငားပေးထားတယ်။အဲ့ဒီရှိနေတဲ့ပကြီးစကားတွေကြိုတင်တိုက်ရတယ်။ကိုသိန်းနိုင်ရောစစ်တယ်။အမျိုးသမီးရရာကအန်တီကြီးကိုစစ်တယ်။ရက်ွက်လူကြီးတွေကိုစစ်တယ်။ ဟိုတယ်မန်နေဂျာကိုစစ်တော့ဟိုတယ်မှာအချိန်ပိုင်းယူထားတာလို့အစ်စ်ခံတယ်။ရုံးချင်းနေမကြခဏချိန်နေ။မတူစားကိုဘယ်လိုသိပါသလဲ။ပကြီးငွေလိုလို့ချိန်ရင်သိခဲ့ကြတာပါ။မောင်မှုပေါ်လျှော်ဖို့ရှေ့နေတွေတင်ထားတဲ့အတိုင်းပကြီးဖြေတယ်။ဟိုတယ်မှာကျမ်းမာရေးစစ်စစ်ဖို့တွေ့တာကိုမတိမ်ပကြီးကြိုသိရဆိုတာဟုတ်ပါသလား။ဟုတ်ပါရဲ့။ဒီမေးခွန်းကန့်ကွက်ပါတယ်တရားသူကြီးမင်းခင်ဗျာ။တရားလူရှိနေကကန့်ကွက်တော့တရားသူကြီးကလက်ခံတယ်။ မတိမ်ပကြီးကစိတ်ကြစီတွေတောက်နေရတာမို့မတူစားကိုမှားရင်းပြီးဆွဆွဲထားတာကိုလက်မှတ်ထိုးလိုက်ရတာမှန်ပါသလားရှင်နေတွေကတော့ရှင်နေလုံးလုံးကြတာကိုပကြီးနားလဲပါတယ်ကျေးဇူးပြုပြီးမောင်ကိုလွတ်အောင်လုပ်ပေးကြပါမောင်သာလွတ်မယ်ဆိုရင်ပကြီးပါပဲလှုပ်ရလှုပ်ရပါမောင်ကိုတနာသလားမတူစားရဲ့အရှက်မဲ့မျက်နှာကိုမြင်နိုင်ပကြီးပူလောင်ရတယ်ပကြီးတို့မိသားစုဖြက်စီးရဲ့မိမပကြီးနှလုံးသားကိုနင်းချေခဲ့တဲ့မိမ့်မ မောင်လေး6လအတွင်းအတော်ပိန်သွားတယ်။အကောင်းကြိုက်တဲ့မောင်ဟာဒီလိုနေရာမျိုးမှာဘယ်လိုလုပ်နေနိုင်မှာလဲ။ယုံကျိန်းနေမှာတွေ့ရတဲ့အခါလက်ထိတ်နဲ့မောင်ကိုမြင်ရတာပကြီစိတ်ထိခိုက်ရပါတယ်။ယုံမထုတ်ခင်ယုံကအချုပ်ခံထဲမှာလက်ထိတ်တန်းလန်းနဲ့ထိုင်နေတဲ့မောင်ကိုမြင်ရတယ်။ပကြီငိုရတယ်။ယုံချင်းပြီးအချုပ်ကားပေါ်မတက်ခင်ရဲကိုခွင်တောင်းပြီးမောင်နဲ့စကားပြောတော့ ငါထောင်ကြပြီလို့ပြန်ထွက်လာရင် မတူစားနဲ့နေဆက်မှာသွားနေမယ်။မောင်စကားအတန်တွေမှာခန်းစားချက်ကင်းမဲ့နေတယ်။ပကြီမငိုမိတော့ပါဘူး။ငိုရလုံးလုံးမျက်ရည်တွေမရှိတော့တာလည်းဖြစ်နိုင်ပါရဲ့။အချိန်တော်ကြာလက်မခံရတဲ့အမှန်တရားကိုပကြီလက်ခံလိုက်ပါပြီ။ပကြီကိုပကြီမလိန်ရတော့ပါဘူး။မောင်မြေဝေါ်မှာတန်ရောစင်အပိုင်းစားတော့မတွေ့ရတော့ဘူး။မောင်ကပကြီကိုမချစ်တော့ပါဘူး။ပကြီတို့သားမိစီလဲပြန်လာမှာမဟုတ်တော့ဘူး။ တမီဆိုတဲ့တိုင်ရောစရာလဲမောင်ကိုမချီနှောင်ထားနိုင်တော့ပါဘူးအချစ်တရားသူ့အလိုလိုပြောင်းလဲတတ်တာလားမမဖြစ်တဲ့လမ်းကိုပကြီးရွေးခဲမိတာပဲဒါပကြီးဝတ်ကြွေးပေါ့မောင်ကတော့သူ့ဘဝလက်ကျန်အတွက်သူ့ဘာသာစံညွန်ရေးပြီးနေပြီပကြီးကရောပကြီးကအတိတ်ကိုတွေးပြီးညည်ရည်လဲခဲ့ရပါမယ်ညည်ရည်မကြအောင်ထိန်းနိုင်ခဲ့ပါတယ်တရားသူကြီးရဲ့အမျိုးသမီးကပကြီးကိုတနာသလိုကြီးရဲ့ ကြည်ပါလာတဲ့ငွေတွေနဲ့မဟုတ်ဘူးစပွဲပေါ်တင်ပြီးကြတော့ကဒီတစ်ပတ်ရုံးချိန်မှာအမိတ်ချမယ်တဲ့အတက်နိုင်ဆုံးပြစ်ဒဏ်ပေါ်လျှော်အောင်ကူညီပေးပါနော်အန်ဒီပကြည်ပါလာတဲ့ငွေတွေနဲ့မဟုတ်ဘူးစပွဲပေါ်တင်ပြီးကြတော့တယ်ဒီတစ်ပတ်ရုံးချိန်မှာအမိတ်ချမယ်တဲ့အတက်နိုင်ဆုံးပြစ်ဒဏ်လျှော်ပေါ်အောင်ကူညီပေးပါနော်အန်ဒီနွယ်နီကခေါင်းခါပြီးကြွတက်တယ်တရားသူကြီးကတော့တခုခုကိုစဉ်းစားနေပုံပေါ်တယ် ဒီငွေတွေကမောင်းဆိုင်ငယ်နဲ့တမီးလေးရဲ့ဆွဲကြိုးလက်ကောက်တွေရောင်းလို့ရတဲ့ငွေပါ။မောင်ကပကြီးတော်မဟုတ်တော့ရင်တော့ပကြီးလိုမိန်းမမျိုးကိုမောင်လက်ထပ်ခဲ့ရတဲ့အချစ်တွေအတွက်ပကြီးနဲ့တမီးလေးရဲ့နောက်ဆုံးပေးဆက်ခြင်းပါ။ဒီလိုအမှုမျိုးတွေကတိုင်ကြတာများပါတယ်။ထောင်နဲ့ခုနှစ်နှစ်လို့တတ်မှတ်ပေမဲ့တရားသူကြီးရဲ့စင်ကြင်လုံးတရားနဲ့လျှော့ပေးလို့ရပါတယ်။ဟုတ်ကဲ့ပါအန်တီကျေးဇူးတင်ပါတယ်။နွေနီကပကြီးလက်ကိုဆွဲရင်နှုတ်ဆက်စကားဆိုရင် ေးဇူးပါအန်တီတမီးကိုပြန်လိုက်ပါဦးမယ်နော်ခဏလေးအန်တီတခုလောက်မေးချင်လို့ပကြီးလဲပြန်ကြည့်ရင်ရက်နေတော့တမီးဒီလိုလူတက်ပေးဆက်ရတာတိုင်းရလိုက်တရားသူကြီးကတော်ရဲ့အမေကို ပကြီးနှစ်ခါစဉ်းစားစရာမလိုခဲ့ပါဘူးတရားသူကြီးကတော်ကို ပြုံးပြပြီးဖြေခဲ့လိုက်တယ်ပကြီးဘဝအမောင်ညတွေကို လင်းလက်စေခဲ့သူအတွက်တန်တာချက်ပူပါတယ်အန်တီရဲ့ ဇွဲချယ်ရီကားကိုစီးပြီးအမေရင်ကိုခိုလုံမှုတမီးလေးနဲ့တူပကြီးပြန်လာခဲ့တယ်။ပကြီးရဲ့ပြဿနာတွေအမေကိုအခုချိန်ထိမပြောပြရသေးဘူး။စိတ်ဒုက္ခတွေမကြာခဏကြုံရတဲ့အမေကိုအပူထပ်မပေးချင်တာကြောင့်ပကြီးတို့ကိစ္စကိုအတိမပေးခဲ့ဘူး။ဒါပေမဲ့အရွယ်နဲ့မလိုက်အောင်အိုစားသားတဲ့ပကြီးစိတ်ထောင်းလို့ကိုကျင်နေတဲ့ပကြီးကိုအမေမြင်တဲ့အခါ အမေတိမာပါပဲ။အမေတရက်ခံမောင်ဝေယံပဥထွန့်တင်နေ တလင်တမယစနစ်ကျင်သုံးချင်းဆိုင်ရာဥပဒေပုံမှ73ရပြစ်မှုထင်ရှားကျူးလွန်သည့်ဖြင့်အလုံနှင့်ထောင်နဲ့နှစ်နှစ်ကြာခံစီရန်အမိန့်ချမှတ်သည်ချုပ်ရက်များအားပြစ်ဒဏ်မှ ထုတ်နှုတ်ခံစားခွင့်ပြုသည် မောင်နှင့်မတူစားတို့ထောင်နဲ့နှစ်နှစ်စီရင်ချက်ချမှတ်ခံရရတယ်ချုပ်ရက်တွေနှုတ်ရင်ထောင်တစ်နှစ်ကျော်ကြာခံရရတယ်ဂုံတိတ်ခါကိုချင့်မြတ်နိုးတဲ့မောင်ကထောင်နဲ့ကြာခံရတာမို့အမိန့်ချတဲ့နေ့ကအကြီးငုံမိပါတယ် မျက်ရည်တွေမရှိတော့ဘူးထင်ပေမဲ့အဲ့ဒီနေ့ကမျက်ရည်တက်လာဟောစီးကြလာခဲ့တယ်။ငွေရမောင်ကိုဖျက်ဆီးခဲ့ရလား။ပကြီးရဲ့အချစ်လွန်ယောဂါတွေကြောင့်မောင်ဖောက်ပြန်ခဲ့ရလား။ဒီလန်းကိုမောင်ကိုယ်တိုင်ရွေးချယ်ခဲ့ရလား။မတူညီတဲ့ဘဝနှစ်ခုကိုပေါင်းစပ်လို့လောကကြီးကတန်ခတ်တာလား။ပကြီးမျက်ဝန်းမှာမျက်ရည်တွေဝိတက်လာတယ်။ဒီမျက်ရည်ကမောင်အတွက်နောက်ဆုံးကြတဲ့မျက်ရည်ပဲဖြစ်မှာပါ။ တမီလီယာတောင်တက်လမ်းမှာအပူပင်ကင်းစွာပြုံးရွှင်နေတယ်။တမီလီယာဒီမေရဲ့တောကရီကိုမမြင်တာပဲကောင်းပါရဲ့။ပြုံးရွှင်နေတဲ့တမီလီရဲ့လက်ဘေးမှာမောင်စင်နာတဲ့ရွှေဆွဲကြိုးမရှိတော့ပါပဲ။မောင်ရဲ့ချစ်သက်လက်စာကြောက်စိမ်းများလေးကပရေကျူးတကျူးနဲ့အတူနေရာယူထားတယ်။ကားမှန်အနေတဆင်အပြင်ကိုကြည့်လိုက်တော့တောင်တွေပေါ်မှာတိမ်တွေဖြတ်ပြေးနေတဲ့ပုံတွေကလှလိုက်တာ။ကောင်းကင်မှာပကြီးဆွဲထားသလိုပါပဲ။ တိမ်ပကြီးအမျိုးမျိုးကိုတွေ့ရတယ်။ကောင်းငင်ကြီးမှာမောင်နဲ့အတူပြောခဲ့မှုတဲ့အရေးပကြီးတွေထင်ဟန်လာတယ်။ဒါပေမဲ့လေတွေလာရင်တိမ်ပကြီးတွေကပျောက်ခွေသွားတော့မှာတိမ်တွေကကောင်းငင်မှာအကြာကြီးလှပပြီးမနေနိုင်ပါဘူး။ပကြီးကြည့်နေတော့လှပတဲ့အတိတ်တိမ်တွေကလေနေရမျောပါသွားကြတယ်။ပကြီးကရောပကြီးကတော့ပျောက်ခွေသွားလို့မဖြစ်ပါဘူး။သမီးလေးအတွက်အမေအတွက် မကြီးမိခင်ကတမီကောင်းပြီးသားစွာရှင်တန်ရပါအောင်မယ်။တမီလေးဘဝလင်းလက်ဖို့အတွက်အမေဘဝအေးချမ်းဖို့အတွက်ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တဲ့ဒိန်ပကြီးပါ။တက်ရှိဒိန်ပကြီးရဲ့ပါ။ဟမ်ဆိုင်စီမံအလုံးမဲအဆုံးထိလိုက်ပါနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။